မင်္ဂလာပါရှင်ဒီနေ့တော့ရေချောင်းဖို့ဆောင်ရဲရဲ့အနာကပ်ပနာအဲ့ဒီဆွင့်ရင်အကူပြောင်းလဲနဲ့ပတ်သက်ပြီးအဓိကချက်တဲ့အချက်တွေကိုဆွင်းနှွေးကြည့်ကြမယ်ကျွန်မတို့အဓိကမြင်ရင်းမှာတော့ DNV ရဲ့2050ရေချောင်းခန့်မှန်းချက်အစီရင်ခံစာပေါ့အဲ့ဒါကအရေးကြီးတဲ့အချက်တွေထိုးထွင်းတိမြင်ဖို့လေအထုံးထုတ်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ IMO ဘောနော်နိုင်ငံတကာရေချောင်းအဖွဲ့အစည်းရဲ့2050 net zero ရည်မှန်းချက်ကတော်တော်လောကြီးပါတယ်အဲ့တော့ အကြီးစားပြောင်းလဲမှုတွေလိုကိုလိုနေတာဒီနေ့အဓိကကတော့အဲ့ဒီအပြောင်းလဲအတွက်နီလန်းတွေအခက်ခဲတွေအလားအလာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာအောင်လို့ပါပဲကောင်းပါပြီဒါဆိုပထမဆုံးနေမယ်လေလက်ရှိတင်ပေါ်တွေမှာဆွဲရင်တုံးဆွဲမှု short ချာရေးကနေစလိုက်ကြရအောင်ဒါအရေးတကြီးလုပ်ရမယ်ကိစ္စတော့ပြောလို့ရမလားအတိကျပါပဲဟုတ်ပါ DMV အစီရင်ခံစာမှာလည်းဒါကိုထောက်ပြထားတယ်အဲလုံငယ်လက်ပဲမှုပုံစံပြောင်းတာတွေဥပမာတင်ပေါ်အရှိန် short မောင်းတာမျိုးပါ နောက်ပြီးနိပညာပိုင်းတိုးတက်မှုပဲတင်ပေါ်ကိုတဲ့ဒီဇိုင်းတို့ပန်ကားတို့ပိုကောက်အောင်လို့တာမျိုးတွေအဲ့ဒါတွေပေါင်းလိုက်ရင်နိထန်30မှာလောင်စာ3ဆွဲမှု4%ကနေ16%ထိတောင်ရှော့ထားနိုင်တယ်လို့ဆိုထားတယ်။အင်းအင်းပြီးတော့ဟိုဒီလျားသုံးတွန်းကံမှုတို့တင်ပေါ်ပေါ်မှာကာဗန်ဖိုင်တဲ့ UCC တို့စွန့်ပြီးအပူပြန်သုံးလာတို့လိုနီးပညာတွေကလည်းအလားလာရှိတယ်ဗျာဒီလိုဆိုရင်ခြွေတာရဲ့နီလန်းကြီးကအတင်ပေါ်ပန်ရှင်တွေအတွက်ပိုးပြီးတော့လက်တွေ့ချက်မိထင်တယ်နော် ပထမဦးစားပေးအညီနဲ့ပေါ့ခံမှန်းရလေးလွင်တယ်လို့ကုံကြစေးလက်ပို့အဆင်ပြေနိုင်လို့လားတော်မှန်ပါတယ်ဟုတ်ပါတယ်ချက်ချင်းအကျိုးရှိနိုင်တယ်ရင်းနှီးမြှုပ်နှံမှုပြန်ရတာပို့မြင်နေတာပေါ့ဒါပေမဲ့ဒါမျိုးတစ်ခုရှိတာကဒီနီလာနေချင်းနဲ့တော့မရဘူးဟုတ်ကဲ့ဟို IMO ရဲ့နေဖမ်ငါစီမန်ချာကြီးကိုပြေဖို့ရမလုံလောက်ဘူးအော်ဟုတ်ကဲ့အဲ့ဒီတော့ကာဗွန်လွတ်တမမကာဗွန်နဲတဲ့လောင်စာစီတစ်တီဘက်ကိုတွားကိုတွားရမှာအဲ့ဒီလောင်စာစီတစ်တီဘက်ကိုကြည့်လိုက်နေရော အခုလက်ရှိမှာဘီလိုအခြေအနေရှိနေလဲမာထားတဲ့သင်္ဘောအသစ်ဒီမှာပြောင်းလဲမှုတွေတွေ့နေရပြီလားဟုတ်ကဲ့တွေ့နေရပြီအချက်လက်တွေအရဆိုရင်တော့အခုမာယူတီဆောင်နေတဲ့သင်္ဘောအသစ်တွေရဲ့တန်ကျင်စုစုပေါင်းနဲ့ထပ်ဝက်နေပါ49%တောင်မှအဲအဲ့ဒါတွေက dual fuel engine တွေတတ်ချတယ် dual fuel ဆိုတာလောင်စာအမျိုးမျိုးသုံးလို့ရတာကိုပြောတာနော်ဟုတ်ကဲ့အဓိကကတော့ LNG ပေါ့အရေးလုံထားတဲ့သဘာဝတန်ခွင့်နော်မီသန်နော်အမ်မိုနီယာအထူးသဖြင့်ဟို ်တင်မောရီကွန်တိနာတင်မောတို့ကာတင်တင်မောတို့မှာဒီလမ်းကြောင်းကပိုအားကောင်းနေတာတွေ့ရတယ်ဒီလောင်စာတွေအတွက်အင်ဂျင်နီးပညာအချင်းကြီးကတော့ဘလို့ရှိပါသလဲအဆင်သင့်ဖြစ်နေပြီလားမက်ထနိုနဲ့မီသင်း LNG ဖုန်းနဲ့အင်ဂျင်တွေကတော့အခုစီးပွားဖြစ်ရနေပါပြီကြကြပြန်ပြန်မယ်အမိုနီယာသုံးအင်ဂျင်တွေကတော့နော်နည်းနည်း၃နည်းလောက်ဆိုရင်ရနိုင်တော့မယ်လို့ခန့်မှန်းကြရတယ်อืม hydrogen engine ကြတော့လောလောဆယ်တင်ပေါ်သေးလေးတွေအတွက်ပိုရည်ရွယ်နေသလိုပဲဒါပေမဲ့ဒီလောင်စာတွေထုတ်လုပ်ဖို့ကြတော့ရော ဲ့ဒီမှာစိန်ခေါ်မှုတွေရှိနေသေးတယ်လို့ဆိုရဲဟုတ်လားအဲ့ဒါကတကယ်အဓိကချက်ပဲဗျအထူးသဖြင့် e-fuels လို့ခေါ်တဲ့လစ်စစ်ကနေထုတ်ကြလောင်းစားတယ်ပေါ့ e-methanol e-ammonia လို့မျိုးဟုတ်ကဲ့အဲ့ဒါတွေအတွက်လိုအပ်မဲ့ပြန်လည်ပြည့်ပြည့်မြတ်လစ်စစ်ဆိုရင်ပမာဏကလည်းအင်မတန်ကြီးမားတယ်အစီရင်ခံစားတဲ့ခမ်းမ်းချက်တခုဆိုရင်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်2030မှာရေကြောင်းနဲ့လေကြောင်းလောင်းစားလိုအပ်ချက်ရဲ့ server segment နော် server ဘုံကို e-fuels နဲ့ဖြည့်ဖို့ကြိုးစားရင်တောင်းဟုတ်ကဲ့လိုအပ်မဲ့လစ်စစ်က ကဘာလေးစထလုံးမှုတိုးတနှုံးရဲ့27ရာခိုင်နှုန်းကျော်ထိလွန်နိုင်တယ်ဟာ27ရာခိုင်နှုန်းကျော်တော်တော်များတာပဲဟုတ်တယ်ဆိုတော့ဒါကအကြီးမားဆုံးစင်ခေါ်မှုပဲဒီလိုဆိုရင်တခြားနည်းလမ်းဖြစ်တဲ့သင်္ဘောပေါ်မှာကာဗွန်ဖန်ဒက်စနစ် OCC အရောပိုပြီးအလားအလာကောင်းလာမလားယုံချင်းလုံစားဆက်သုံးလို့ရနိုင်မဲ့ပုံစံမျိုးဆိုတော့อืมအလားအလာတော့ရှိပါတယ်ဒါပေမဲ့ OCC မှာလည်းသူခက်ခဲနေသူရှိနေပြန်ရောဟုတ်ကဲ့အဓိကကတော့ သင်ဘောပေါ်မှာဖမ်းလိုက်တဲ့ CO2 တွေကိုဘယ်မှာသွားတော်လောင်မလဲ။ကုန်းမြင်ပါလား။ပင်လက်အောင်ပါလား။အဲ့ဒီလိုစနစ်တကျဘေးခင်းကင်းတဲ့ထာဝရတော်လောင်ဟုတ် အခြေခံအဆောက်အအုံ CCS infrastructure လေးအများကြီးလိုနေသေးတယ်။อืม infrastructure ပေါ့ဟုတ်တယ်လက်ရှိစစ်ကောင်းကြီးတွေကထုတ်တဲ့ CO2 ပမာဏနဲ့စီစဉ်ထားတဲ့ CCS စီမံကိန်းတွေရဲ့လက်ခဏနိုင်စွမ်းတွေကမမြားနိုင်တဲ့အခြေအနေတော့ဖြစ်နိုင်တယ် ဆိုတော့အဲ့ဒါတွေတိဆောက်ဖို့ကအချင်းရောငွေရောအများကြီးလိုအောင်ပါဒါဆိုရင်နောက်တစ်ခုလက်စစ်ဆွဲရင်ကိုတိုင်းရဲတုံးတာမျိုးကန်းစီကလက်စစ်တာရှော့ပါဝါတုံးတာကတော့ဘလို့လဲအဲ့ဒါတော့အလားအလားကောင်းပါတယ်အထူးသဖြင့်စိတ်ကန်းနေမှာပေါ့တင်ဘောကစိတ်ကန်းမှာကထားတော့သူ့ဘောကဒီဆယ်အင်ဂျင်တွေမမောင်းတော့ပြဲကန်းကလက်စစ်ကိုတုံးတာဟုတ်ကဲ့ဒါဆိုစိတ်ကန်းနားတစ်ဝိုက်လေထုညံ့မှုတက်တာလားပေါ့ဖရန်လုံးအင်တာငွေလည်းယော့တယ် အထူးသဖြင့်ကံကလေးစကအစင်းအောင်စွိုင်းရင်ဆိုရင်ပိုကောင်းတာပေါ့ EU မှာဆိုစီးမြင့်နေတော့ထုံလေပြီနော်ဟုတ်ပါတယ် EU မှာမဖြစ်မနေသုံးဖို့စနေပြီတင်မောပေါ်မှာဘက်ထရီသုံးတာကတော့အဲ့ဒါကအသုံးဝင်နိုင်မှာမလားဘက်ထရီကတော့လေခရီးတော်သွားတယ်တင်မောတွေကုရိုတင်မောလေးတွေတော်တော်အဆင်ပြေနိုင်တယ်ဒါမှမဟုတ်တင်မောအီးတွေမှာဆိုရင်လေအင်ဂျင်ကိုအားရမ်းမဆက်ရအောင်ကုထိန်တာမျိုး peak shaving မှာသုံးလို့ရတယ်အင်းကဘာတင်မောလောင်စားသုံးဆွဲမှုရဲ့၆ပိုင်ကြော်ကြော်က ်90နှစ်နိုင်အောင်ခီးစင်နေမှာတုံးနေတာဆိုတော့ပထရီအတွက်နေရာတခုတော့ရှိပါတယ်။နီးပညာတွေတိုးတက်လာမယ်ဈေးကျလာမယ်ဆိုရင်တော့ပို့အသုံးဝင်လာမှာပေါ့။ဒါပေမဲ့ဟိုသမုဒ္ဒရာဖြတ်တင်ပေါ်ကြီးတွေအထီးကစွန့်ရင်ဖြစ်တုံးဖို့ကတော့လောလောဆယ်မထင်နိုင်သေးဘူးပေါ့။ဒီနည်းလမ်းဒီအားလုံးကိုခြုံကြည့်လိုက်ရင်နောက်ဆုံးတော့ကုန်ကြစရိတ်တက်လာမယ်ပုံပဲနော်။မှန်ပါတယ်။အစင်ခန်းစာမှာတော့ဘယ်လောက်ထိတက်နိုင်တယ်လို့ခန့်မှန်းထားလဲ။ဒါကလေအရေးကြီးတဲ့အချက်ပဲ။ ဒီအကူဖြောင်းကစရိတ်နဲ့မှမဟုတ်ဘူးခမန်းချက်တိအရာဆိုရင်2050မှာကွန်တိန်နာတင်ပေါ်တစီးရဲ့တည်ယူပို့ဆောင်ကားကလေအခုထက်20နီးပါးတက်သွားနိုင်တယ်လို့ဆိုရယ်ဟုတ်ကဲ့20နီးပါးအဲ့ဒီတော့ဒီစရိတ်တွေကနောက်ဆုံးဘသူစီရောက်မလဲဆိုတော့ကွန်ပစ္စည်းဈေးနှုန်းတွေကနေတဆင့်စားသွင်းသူတွေစီရောက်မှာပေါ့အင်းတာလီကိုပြန်ချုပ်ရရင်တော့တော်တော်လေးရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ကြီးပဲနော်ရေချောင်းပို့ဆောင်ရေးကိုကာဗွန်ကင်းစင်အောင်လုပ်ဖို့ဆိုတော့ ီးပညာတစ်ခုတည်းလောင်စာတစ်ခုတည်းနဲ့မရဘူးဘပုံးစုံကကြိုးစားရမယ်သဘောပဲအတိအကျပါပဲအဖြေကတစ်ခုတည်းမဟုတ်ဘူးအနာဂတ်မှာလောင်စာစီအမျိုးမျိုးခုနပြောတဲ့ LNG methanol ammonia hydrogen ပေါ့နောက်နီးပညာမျိုးမျိုးဟို OCC တို့ battery တို့ shore power တို့အဲ့ဒါတွေကိုအခြေအနေရပေါင်းဆက်သုံးတွာရမယ်ပုံစံမျိုးပဲထင်မှာနောက်ဆုံးအနေနဲ့လीနားထောင်နေတဲ့သူတွေဆက်စင်းစားချင်းထောက်ထားခဲ့ကြင်တာကဟုတ်ကဲ့ ဒီလောက်ကြီးတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်လုံငန်းအတွက်မှာပူပေါင်းဆောင်ရွက်မှုတွေကဘလောက်အရေးပါလာမလဲဆိုတာပဲဥပမာစေကန်းနေတဲ့တင်ပေါ်ဒီချောင်းမှာ digital စနစ်နဲ့ချိတ်ဆက်ပြီးအချက်လက်တွေမျှဝေတာမျိုးပေါ့ digital corridors လို့ခေါ်တာပေါ့လေအင်း digital corridors အဲ့လိုလုပ်ပြီးတင်ပေါ်ဒီစေကန်းကို အချင်းပိုဆောင်မနေနောက်ကြောင်မနေပဲကွက်တီရောက်အောင်စီမံခန့်မှွက်နိုင်မယ်ဆိုရင် just in time arrival ပေါ့အဲ့ဒါဆို လိုအပ်ပါစေကအပြင်မှာအင်ဂျင်ဖွင့်ပြီးစောင့်နေရလို့ကုန်တဲ့လောင်စာစီတွေလို့တည်တည်တသာခြွေထားနိုင်မှာဒါကစဉ်းစားစရာချက်ကောင်းတစ်ခုပါပဲပူပေါင်းဆောင်ရွက်မှုကနိပညာတွေလိုပဲအရေးကြီးလာနိုင်တယ်ဆိုတဲ့သဘောပေါ့နော် ကောင်းပါပြီဒီနေ့အတွက်ကြို့ဒီလောက်ပါပဲဒီချက်လက်တွေကနားဆင်ထူတဲ့အတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်